ရေခဲမြစ်များကြီးမားတဲ့ရေခဲတုံးကြီးတွေထက်ပိုပါတယ်သူတို့ဟာကမ္ဘာရာသီဥတုကို ထိမ့်ညှိပေးပြီးသဘာဝရဲ့အံ့ဖွယ်လက်ရာတွေပါဒီဗီဒီယိုမှာရေခဲမြစ်တွေရဲ့တိုးဝက်ကမ္ဘာကိုလေ့လာပြီးသူတေတီတွေနဲ့ခီးသွွားတွေအတွက်အသုံးဝင်မဲ့အချက်လက်တွေကိုမျှဝေပေးသွားမှာပါ ရေခဲမြစ်တွေဟာနှစ်ပေါင်းများစွာနှင်းတွေစုပုံပြီးဖိအားတွေကြောင့်ရေခဲအဖြစ်ပြောင်းလဲသွားတဲ့ကြီးမားတဲ့ရေခဲဒုတွေပါသူတို့ကိုတောင်တန်းတွေခြံဝန်းတွေနဲ့ဝင်ရိုးစွန်းဒေသတွေမှာတွေ့နိုင်ပါတယ်ရေခဲမြစ်တွေဟာကမ္ဘာပေါ်မှာရှိတဲ့ရေချိုတွေရဲ့အဓိကသိုးလောင်ရာနေရာတွေဖြစ်ပြီးကမ္ဘာရာသီဥတုနဲ့ပတ်ဝန်းကျင်အပေါ်မှာကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်ရေခဲမြစ်တွေဟာနှင်းတွေကနေစတင်ဖြစ်ပေါ်လာပါတယ်နှင်းတွေဟာအဆက်မပြတ်ကြာဆင်းပြီးစုပုံလာတဲ့အခါအပေါ်ကဖိအားတွေကြောင့် အောက်ခြေကနှင်းတွေဟာတိတ်သေးလာပါတယ်ဒီလိုတိတ်သေးလာတဲ့နှင်းတွေကိုပန်လို့ခေါ်ပါတယ်ပန်တွေဟာပိုပြီးတိတ်သေးလာတဲ့အခါရေခဲအဖြစ်ပြောင်းလဲသွားပါတယ်ဒီရေခဲတွေစုပုံလာပြီးကြီးမားတဲ့ရေခဲထုကြီးတွေဖြစ်လာတဲ့အခါရေခဲမြစ်တွေဖြစ်လာတာပါ ရေခဲမြစ်တွေဟာသူတို့ရဲ့ကိုယ်လေးချိန်နဲ့ဆွဲငင်အားကြောင့်ဖြည်းဖြည်းချင်းရွေ့ရကြပါတယ်။ရွေလျားနှုန်းဟာတစ်နှစ်ကိုစင်တီမီတာနည်းငယ်ကနေမီတာနည်းငယ်အထိကွာခြားနိုင်ပါတယ်။ရေခဲမြစ်တွေရွေ့ရတဲ့အခါမြေမျက်နှာသွင်ပြင်ကိုပြောင်းလဲစေနိုင်ပါတယ်။ဥပမာအားဖြင့်တောင်တန်းတွေကိုထွင်းဖောက်တာ၊ခြိုင်ဝန်းတွေကိုဖန်တီးတာနဲ့ကျောက်ဆောင်တွေကိုပိုးမဲ့စေတာတွေဖြစ်နိုင်ပါတယ်။ ရေခဲမြစ်တွေဟာရေချိုရဲ့အဓိကအရင်းမြစ်တွေဖြစ်ပြီးမြစ်တွေနဲ့ချောင်းတွေကိုရေပေးဝေပါတယ်။ဒါအပြင်မြေမျက်နှာသွင်းပြင်ကိုပုံဖော်ရမှာလဲအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ရေခဲမြစ်တွေဟာတောင်တန်းတွေကိုထွင်းဖောက်ပြီးခြံဝန်းတွေကိုဖန်တီးပေးပါတယ်။ကြောက်ဆောင်တွေကိုဖုံးပဲ့စေပြီးပတ်ဝန်းကျင်ကိုပြောင်းလဲစေပါတယ်။ ကဘာကြီးပူနေလာတာကြောင့်ရေခဲမြစ်တွေအေးပျော်နှုံးမြင့်တက်လာတာဟာစိုးရင်စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ရေခဲမြစ်တွေအေးပျော်တဲ့အခါပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီးရေကြီးတာတွေဖြစ်နိုင်ပါတယ်။ဒါ့အပြင်ရေတို့ညဉ့်ဉန်းတာနဲ့ရေရင်းမြစ်တွေလျော့နေလာတာတွေလည်းဖြစ်နိုင်ပါတယ်။ ရေခဲမြစ်တွေကိုကာကွယ်ဖို့အတွက်ကမ္ဘာအပူချိန်ကိုလျှော့ချဖို့အရေးကြီးပါတယ်။ဒါအပြင်ရေခဲမြစ်တွေကိုစောင့်ရှောက်ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ရေခဲမြစ်တွေရဲ့အရေးပါပုံကိုလူတွေသိရှိအောင်ပညာပေးတာနဲ့ရေခဲမြစ်တွေကို ထိခိုက်စေတဲ့လုံဆောင်မှုတွေကိုရှောင်ရှားတာတွေလုံဆောင်နိုင်ပါတယ်။ရေခဲမြစ်တွေကိုသုတေသနပြုလုပ်တဲ့သုတေသီတွေအတွက်အကြံပြုချက်အချို့ကိုပေးခြင်းပါတယ်။ ုံချုံရေးကိုဦးစားပေးပါရေခဲမြစ်တွေဟာအနေရများတဲ့နေရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်သူတေသနာပြုလုပ်တဲ့အခါလုံချုံရေးကိုအမြဲတမ်းဦးစားပေးပါ။တင့်တော်တဲ့ကရိယာတွေကိုအသုံးပြုပါရေခဲမြစ်တွေကိုသူတေသနာပြုလုပ်ဖို့အတွက်တင့်တော်တဲ့ကရိယာတွေကိုအသုံးပြုဖို့လိုအပ်ပါတယ်ဥပမာအားဖြင့်စနစ်ရေခဲတူးစနစ်ရာသီဥတုတိုင်းနာတဲ့ကရိယာတွေလိုအပ်နိုင်ပါတယ် ဒေသခံတွေနဲ့ပူးပေါင်းဆောင်ရွက်ပါရေခဲမြစ်တွေအကြောင်းဒေသခံတွေကအများကြီးသိနိုင်ပါတယ်။ဒါကြောင့်သူတေသနာပြုလုပ်တဲ့အခါဒေသခံတွေနဲ့ပူးပေါင်းဆောင်ရွက်တာဟာအကျိုးရှိနိုင်ပါတယ်။ရေခဲမြစ်တွေကိုတွားရောက်လည်ပတ်ခြင်းနဲ့ခီးသွားတွေအတွက်အကြံပြုချက်အချို့ကိုပေးခြင်းပါတယ်။ရာဒီဥဒုကိုစစ်ဆေးပါရေခဲမြစ်တွေမှာရာဒီဥဒုဟာခမ်းမဲရခတ်ပါတယ်ဒါကြောင့်ခရီးမသွားခင်ရာဒီဥဒုကိုတေချာစစ်ဆေးပါ တင့်တော်တဲ့အဝတ်အစားတွေကိုဝတ်ဆင်မှာရေခဲမြစ်တွေမှာအေးနိုင်ပါတယ်။ဒါကြောင့်နှွေးထွေးတဲ့အဝတ်အစားတွေကိုဝတ်ဆင်မှာလမ်းညွန်နဲ့အတူသွားပါရေခဲမြစ်တွေဟာအန္တရာယ်များတဲ့နေရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်လမ်းညွန်နဲ့အတူသွားတာဟာပိုပြီးလုံခြုံပါတယ်။သဘာဝကိုလေးစားပါရေခဲမြစ်တွေဟာအပိုးတန်တဲ့သဘာဝအရင်းမြစ်တွေ ဖြစ်ပါတယ်။ဒါကြောင့်သဘာဝကိုလေးစားပြီးမထိခိုက်အောင်ဘီယူဆိုင်ပါ။ ရေခဲမြစ်တွေဟာကမ္ဘာကေဟစနစ်အတွက်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့အခန်းကဏ္ဍကိုနားလည်ခြင်းဟာယာတီဥဒုပြောင်းလဲမှုရဲ့တည်ရောက်မှုတွေကိုရှော့ချဖို့နဲ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ Call to action ဒီဗီဒီယိုကိုကြည့်ရှုပြီးရေခဲမြစ်တွေအကြောင်းဗဟုသုတတွေရရှိသွားပြီလို့မျှော်လင့်ပါတယ်။ရေခဲမြစ်တွေကိုကာကွယ်ဖို့အတွက်သင်္ဘာတွေလှုပ်ဆောင်နိုင်မလဲဆိုတာကိုစဉ်းစားပါ။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး share ပေးပါ။နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ရေခဲမြစ်တွေကိုတွားရောက်လေ့လာဖို့စိတ်ဝင်စားတယ်ဆိုရင်ယုံကြည်စိတ်ချရတဲ့ခရီးသွား agency တွေနဲ့ဆက်သွယ်ပြီးသင်ရဲ့ခရီးစဉ်ကိုစီစဉ်လိုက်ပါ။ကဘာကြီးကိုကာကွယ်ဖို့အတူတကွလက်တွဲကြပါစို့။